မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်ဝန်အသက်35နှစ်ကနေအသက်65နှစ်အထိတက်ကြီးပိုင်းအမျိုးသားတိုင်းရကျေးပြည်သူလုံခြုံရေးကြီးကြပ်ရေးအဖွဲ့တွေမှာပါဝင်ရမှာဖြစ်တဲ့အပြင်စစ်တင်တန်းမှာတက်ရမှာဖြစ်တယ်လို့အကြမ်းဖက်စစ်ကောင်စီကညွန်ကြားချက်ထုတ်လိုက်ပြီးဆိုပါတယ်ဘကိုးတိုင်းကပြည်မြို့မှာအသက်73နှစ်အရွယ်ခွန်တန်းចောင်းသားမောင်ဝင်းကိုကိုဆိုတဲ့သူအပါဝင် ចောင်းသားတချို့ကိုအချက်ဖတ်စစ်ကောင်စီတက်ကတက်သားတစ်အဖြစ်ပေါ်တာဆွဲဖန်းစီတွားပြန်ပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံတော်ဝန်အသက်35နှစ်ကနေအသက်65နှစ်အထိတက်ကြီးပိုင်းအမျိုးသားတိုင်းရကြေးပြည်သူလူညိုရေးကြီးကြပ်ရေးအဖွဲ့ဒီမှာပါဝင်ရမှာဖြစ်တဲ့အပြင်စစ်တင်ဓာတ်မှာတက်ရမယ်ဆိုပြီးအချက်ဖတ်စစ်ကောင်စီကညွှန်ကြားချက်ထုတ်လိုက်ပြီလို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိတ်ကိုပြောပါတယ် ဩဂုတ်16ရက်နေ့ကစစ်ကောင်စီအတွင်းရေးမှုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးဆိုတဲ့သူရဲ့လက်မှတ်ရေးထိုးထုတ်ပြန်ဖွဲ့စည်းလိုက်တဲ့ပြည်သူ့လုံခြုံရေးဗဟိုကြီးချက်ကော့ကဲမှုအဖွဲ့ကနေအဲ့ဒီညွန်ကြားချက်ကိုစပြီးထုတ်ပြန်လိုက်တာဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်အရေးမြစ်ကပြောထားပါတယ်။တနိုင်ငံလုံးအသက်35နှစ်ကနေအသက်65နှစ်အထိအမျိုးသားတိုင်းကအဲ့ဒီရကြေးပြည်သူ့လုံခြုံရေးကြီးချက်ရေးအဖွဲ့တွေမှာပါဝင်ရမှာဖြစ်တဲ့အပြင်ကိုယ့်ရဲ့ကိုယ့်ရွာမှာပဲစစ်တင်တဲ့တက်ရမှာဖြစ်တယ်လို့ အဲ့ဒီသူတွေကိုလည်းလက်နက်တက်စင်ဘေးမှာဖြစ်တဲ့အပြင်ရိတ်ခါနဲ့ထောက်ပို့တွေလှုပ်ဆောင်ဖို့နဲ့စစ်စင်ရေးနေပြူဟာလက်ကျင်ဓာတ်တွေပါဆောင်ရွက်ရမယ်ဆိုပြီးစစ်ကောင်စီကကြေညာချက်ထုတ်လိုက်ပြီလို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကပြောထားပါတယ်။ဒါအပြင်အဲ့ဒီအဖွဲ့တွေကနေမြေလုံးကျုံရေးကာကွယ်ရေးတာဝန်စစ်မြေပြင်တာဝန်ရှေ့တန်းစစ်စင်ရေးနေမြေတွေကိုထောက်ပို့ဆက်သွယ်ရေးဒဏ်ရာရလူနာတွေကဲထုတ်ရေးပြုံတိအင်အားနေရာတွေမှာအစားထိုးခန့်အပ်ရေးတွေကိုပါတိုင်းစစ်ဌာနချုပ်နဲ့ညှိနှိုင်းပြီးလုပ်ရမယ်ဆိုပြီးတော့လေ ညင်ညာချက်ထဲမှာပြောထားတယ်လို့ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီရကြည်ပြည်သူလုံခြုံရေးအဖွဲ့တွေကိုစစ်ကောင်စီကစတင်ဖွဲ့စည်းနေပြီဖြစ်တယ်လို့ ARD တိုက်ငပုတော်မြို့နယ်ဟိုင်းကြီးကျွန်းပြင်ခရိုင်ဂျေးရွာတွေကအသက်35နှစ်ကနေအသက်65နှစ်အထိတက်ကြီးပိုင်းအမျိုးသားတွေအကုန်လုံးကိုအဖွဲ့ဝင်အဖြစ်ထည့်သွင်းထားတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတဖက်မှာလေအကျန်းဖတ်စစ်ကောင်စီကသူတို့ခေါ်နေတဲ့စစ်မှုထမ်းအပတ်စဉ်ငါးမှာလူမပြည့်တဲ့အတွက် ရန်ကုန်တိုင်းထန်းတမင်းမြို့နယ်ရခိုင်ရိုးလေးကျေးရွာကလူငယ်တိုင်းကိုမဖြစ်မနေစစ်မှုထမ်းဖို့စင့်ခေါ်နေပြီရန်ကုန်မြို့မရဲကုန်းမြို့နယ်တရက်ကွက်မှာလဲလူငယ်အယောက်20ကျော်ကိုဖမ်းဆီးပြီးတော့စစ်မှုထမ်းဖို့ပို့လိုက်ပြီလို့ဒေသခံပြည်သူတွေကပြောကြပါတယ်လက်ရှိရန်ကုန်တိုင်းမှာအချက်ဖက်စကောင်စီကခေါ်ယူနေတဲ့စစ်မှုထမ်းအပတ်စဉ်၅အတွက်လူမပြည့်တော့တာကြောင့်အရင်ကရက်ကွက်ကျေးရွာတွေတစ်ခုကိုလူငယ်2ဦး3ဦးခေါ်ယူခဲ့ရတာကနေအခုခါမှာတော့အဲ့ဒီလိုမဟုတ်တော့ဘဲ ထန်းမင်းမြို့နယ်ရခိုင်ရိုးလေးကျေးရွာမှာဆိုရင်လူငယ်တိုင်းကိုမဖြစ်မနေစစ်မှုထမ်းဖို့စင့်ခေါ်နေပြီလောလောဆယ်လူငယ်အယောက်20ကိုကျေးရွာအုပ်ချုပ်ရေးမှုရုံးကခေါ်ထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်အလားတူဩဂုတ်လ20ရက်နေ့ကပဲရန်ကုန်မြို့ကမရန်ကုန်မြို့နယ်အမှတ်တိရက်ကွက်မှာလဲစစ်မှုထမ်းဖို့လူလိုတယ်လို့ပြောပြီးအုပ်ချုပ်ရေးမှုစိန်ဝင်းမြင့်တဲ့အဖွဲ့ကဗရင်တော်ပွဲရုံအတွင်းမှာရှိတဲ့ဂိမ်းဆိုင်တွေနဲ့အနှိတ်ခမ်းတွေကိုဝန်းရောက်ဖမ်းဆီးပြီးတော့အမျိုးသားအယောက်20ထပ်မင်းကို စစ်တပ်ထဲတခါတည်းပို့လိုက်တယ်လို့ဒေသခံပြည်သူတို့ကပြောထားပါလိမ့်ခင်ဗျတဆက်ထဲမှာပဲအကိုတိုင်းကပြည်မြို့မှာဆိုရင်လေအသက်73နှစ်အရွယ်9တန်းចောင်းသားမောင်ဝင်းကိုကိုဆိုတဲ့သူအပါဝင်ចောင်းသားတချို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတပ်သားတွေအဖြစ်ပေါ်တာဆွဲဖမ်းဆီးတွားပြန်ပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဩဂုတ်လ22ရက်နေ့ညနေပိုင်းကပဲပဲခူးတိုင်းပြည်မြို့မြို့တိရက်ွက်3လမ်းကအသက်73နှစ်အရွယ်9တန်းចောင်းသားမောင်ဝင်းကိုကိုဆိုတဲ့သူဟာ ကျောင်းဘော်လုံးပြိုင်ပွဲကနေအပြန်မိုးရွာနေတဲ့အတွက်ကျောင်းဝစ်စုံကိုကျောပုတ်အိတ်ထဲထည့်ပြီးတော့တငယ်ချင်းတွေနဲ့စပိန်စီပီအပြန်မှာစစ်စေးရေလှုပ်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေကတပ်သားတစ်အဖြစ်ပေါ်တာဆွဲဖမ်းဆီးသွားကြတယ်ဆိုပါတယ်အဲ့ဒီမဝင်းကိုကိုဆိုတဲ့လူငယ်လေးဟာအတကနှစ်မြို့တစ်ပြည်မြို့အတန်းပိုင်ဆ iam ဒေါ်တီတာထွန်းရဲ့အတန်းကခုနှစ်တန်းကျောင်းသားဖြစ်ပြီးမိဘတွေလည်းမရှိကြတော့တဲ့အတွက်သူ့ကိုလိုက်ရွေးပေးမဲ့သူလည်းမရှိပဲအကူကြီးမဲ့နေတယ်လို့ဒေတာကန်ပြည်သူတို့ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ် လက်ရှိမှာအချက်ဖက်စကောက်စီတက်ကပေါ်တာဆွဲဖမ်းဆီးခံရတဲ့တခြားကလေးတွေကိုလည်းမိဘတွေကចောင်းသားဖြစ်တဲ့အကြောင်းတတ်သိအထောက်ထားနဲ့ပြန်လဲထုတ်ယူဖို့စ조사နေကြပြီမြေငွေကြေးတောက်ခံမှုတွေရှိနေတဲ့အတွက်ပြန်လဲရွေးထုတ်ဖို့အခက်ခဲတွေလည်းဖြစ်နေကြတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ AOR တိုင်းဘန်တနော်မြို့နယ်မှာအချက်ဖက်စကောက်စီအတွက်တတသစ်စုစောင်းနေတဲ့မြင်းနုကြေးရွာအုပ်ချုပ်ရေးမှုတန့်စင်ဆိုတဲ့သူဖဲဝိုင်းကနေပြန်လာတဲ့အချိန်ပြစ်ခတ်ခံရပြီးသေသွားပြီလို့ ရန်ကုန်မြေအောက်ပျောက်ကြားအဖွဲ့တာဝန်ခံ KG ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဩဂုတ်လ15ရက်နေ့ညပိုင်းကပဲ ARD တိုင်းပတ်တော်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီအတွက်တပ်သားတွေလိုက်စုနေတဲ့မြင်းနုကျေးရွာအုပ်ချုပ်ရေးမှူးတန့်စင်ဆိုတဲ့သူဖဲဝိုင်းကနေပြန်လာတဲ့အချိန်ရန်ကုန်မြေအောက်ပျောက်ကြားအဖွဲ့ကလမ်းမှာပဲတနက်နေ့နထင်ကိုတိတ်ပြီးပြစ်ခတ်ရမှာပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ်။အဲ့ဒီမြင်းနုကျေးရွာအုပ်ကြီးတန့်စင်ဆိုတဲ့သူဟာစစ်တပ်နဲ့ပေါင်းပြီးမူရီစေဝါရောင်းတာတွေနဲ့လောင်ကစားဝိုင်းတွေပါဖွင့်ထားတဲ့သူဖြစ်တယ်လို့ အကြံပစစ်တဲ့အတွက်စစ်သားတစ်တွေပါအတင်းအကျပ်လိုက်စုနေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့ရန်ကုန်မြေအောက်ကြောက်ကြအဖွဲ့တာဝန်ခံ KG ကပြောထားပါလိမ့်မယ်။တစ်ဖက်မှာတော့အကြံပစစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့ဘကိုးတိုင်းတောင်ကူခီးစဉ်မတိုက်မီတောင်ကူမြို့အရှိကင်းချောင်းတဒါစစ်စီအကိန်းနဲ့အမှတ်3ရက်စကန်ကိုမိုက်ခွဲတိုက်ခိုက်မှုအတွင်ရဲ3ဦးအပြင်းအထန်ဒဏ်ရာရထားတယ်လို့ Anonymous UG တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်ဂူလာ22ရက်နေ့ကပဲ တောင်ကူမြို့အရှိတ်ဘက်တောင်ကူလင်းမိုင်လမ်းပေါ်ကကရင်ချောင်းတံတားဂိတ်မှာစက်ကြီးကောက်နေတဲ့ရဲတွေနဲ့အမှတ်3ရဲစခန်းကိုဒေါ်လာရေးပူပေါင်းတပ်တွေကမိုင်းခွဲတိုက်ခိုက်မှုအတွင်ရဲ3ဦးကတော့မိုင်းမိပြီးမပေသေးပဲအပြင်းအထန်ဒဏ်ရာရထားတယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအပြီးနောက်တရက်ကြာမှအချမ်းဖတ်စစ်ကောင်းဆောင်မဲအွန်လိုင်းဟာဘကိုးတိုင်းတောင်ကူခီးစဉ်အနေနဲ့တောင်ကူမြို့ကိုရောက်လာပြီးသူမလာခင်တမျိုးလုံးကိုဒရုန်းဖြတ်ချတဲ့ဂျန်မာတွေပါပတ်ပတ်လဲချပြီး မြို့ပြင်းမာပါ လုံကြုံရေးတွေအပြည့်ချပြီးမှတောင်ကူမြို့ကိုရောက်လာတာဖြစ်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါချစ်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ